။စာရင်းသူသိပ္ပံမှန်ဝရေးသားထားတဲ့တောင်ပြောင်းထွေလာပေးစာများဆိုတဲ့စာအုပ်ထဲကတောင်ပြောင်းထွေလာနှစ်ကိုဖတ်ပြပေးချင်ပါတယ်ရှင်။ကျမတို့စာဖတ်သူခွန်ရှချူပါ။ Listeners Heaven Audio Book Channel ကနေတင်ဆက်တာဖြစ်ပါတယ်ရှင်။တောင်ပြောင်းထွေလာနှစ်ဖြီရွှေဘို1300ပြည့်နဒေါ်လာစုတ်တရက်ကိုုံးဖေခန္ဓာလောကအတွက်စောင်းမမရအောင်စောင်းမမရအောင်နည်းလွန်းလို့ ပြည်ရွှေဘိုတဝိုက်မှာရှိတဲ့မြို့ရွာတွေရဲ့အထုပ်ပတိလေးတွေကိုရေးပြီးပို့မယ်ကြံထားလို့ပါတိုင်းရင်းပြည်ရဲ့အရှုပ်အထွေးတွေကြောင့်တော်မထွက်ဖြစ်တာနဲ့မရေးဖြစ်ဘူးဗျပြည်ရွှေဘိုရဲ့အရှိတောင်ယွန်းယွန်းမှာတရှိတဲ့ဟန်လင်းအကြောင်းရေးမယ်ဆိုရင်လေတော်တော်ကလေးရေးနိုင်စရာရှိရဲ့မြန်မာပြည်မှာရှိတဲ့အဟောင်းဆုံးမြို့တွေထဲမှာအပါအဝင်ဖြစ်တဲ့မြို့ကြီးပေါ့ဗျာအခုတော့ရွာသိမ်းရွာငယ်ကလေးအခြေအနေရောက်နေပါပြီ ရှေးဟောင်းပြူလူမျိုးတွေတီးခဲ့တဲ့မျိုးဟောင်းပေါ့ဗျာကျွန်တော်ပြီးရွှေဖို့ရောက်နေတာ6လကျော်ပြီဟန်လင်းကိုတစ်ခါမှမရောက်သေးဘူးခမရတော့ရည်ချင်းရည်မလားမပြောတတ်ဘူးဗျာတနေ့သွားမယ်တနေ့သွားမယ်နဲ့စီမံလိုက်တာဟိုအလောက်က ပေါ်လာဒီအလောက်ကပေါ်လာနဲ့သွားကိုမသွားဖြစ်သေးဘူးပြီးရွှေဖို့ရောက်စားတော့ကတော့လေနေအကြောင်းမသိသေးလို့ယုံလုတ်တွေကိုပဲနင်းကန်လုတ်ခဲ့ရတယ်နေအကြောင်းလည်းနည်းနည်းသိလာရော့ လားမြန်မာအထီးကုံကြီးလည်းဖြစ်လာပါရောအခုထက်တောင်အဲ့ဒီကိစ္စမအေးသေးဘူးဗျာစိတ်ပဲညစ်ပါပြီဒီအထီးကုံအတွက်ကြီးရွှေဘဝမခွာရပဲစီမံနေရတော့တယ်ဟန်လေးမှာစားချက်ကြတယ်ရေဘူးတွင်းနေလည်းရှိသည်ဗျာအခုလိုစောင်းတွင်းအခါရေဘူးချိုးရအောင်ရွှေပြည်စိုးခေါ်မိုးနှက်ကြီးနဲ့ဟန်လင်းသွားမလို့စီမံရအောင်တော့မကိုမြမပြီမှာကြော်ကြတဲ့ဓပရင်မြို့ဟာလေ ပြည်ရွှေဘူနယ်ထဲမှာပဲရှိတဗျ။အဲ့ဒီမြို့အကြောင်းရေးမယ်ဆိုရင်လည်းရေးစရာအများကြီးရှိတဘော။မင်းကြီးမဟာဗန္ဓုလား။တပင်းရင်မြို့ဝင်ကြီးမဟုတ်ဘူးလားဗျ။အခုထက်ထိမြို့ရိုးတွေ nest တွေနဲ့ဖျားဟောင်းတွေရှိသေးတယ်။မြမမင်းလက်ထက်တော်အခါစစ်သားအများဆုံးထွက်တဲ့နယ်ပေါ့ဗျာ။လက်ယုံနဲ့အမှုထမ်းခဲ့တဲ့သူတွေဟာ အများအဖြစ်တပင်းရင်ကများတဲ့။တော်တော်လက်ယုံအားကိုးတဲ့နယ်ဗျာ။ အင်္ဂလိပ်မင်းလက်ထက်မှာတော့တော်တော်ထထကြွကြွရှိခဲ့ပြီတယ်။ဗန်နုလာတို့နေထက်တို့တက်ကြွယ်တို့ထခဲ့ကြတာလေဒီနေမှာပဲမြန်မာနိုင်ငံတရုတ်မှာတဟိုးဟိုးကြော်သွားတဲ့ဆရာဆန်းဘယ်ရမှတ်တလဲ။တပရင်နေသားဗျ။တပရင်နေချောင်းကစိစိဆက်ဆက်ရေးရမယ်ဆိုရင်စောင်းပါတစောင်းကောင်းကောင်းရမယ်။ကျွန်တော်တပရင်ကိုနေချင်းပြန်နှစ်ခေါက်သာရောက်သေးတယ်။ကိုမတညင့်မှမအိတ်ခဲ့ရဘူး။ အေးစစ်စစ်ရှိတဲ့အခါကြမှာပဲသုံးလေးရက်စခန်းချပြီးတပရင်အထုပ်ပတ်တီကိုတိတ်တိတ်ချာချာစုံစမ်းမင်အောင်မိတယ်ဒီခါကြမှာခန္ဓာလောကအတွက်ဆောင်းပါးလေးတစ်စောင်ရေးပို့လိုက်အောင်တော်မှာပဲနမဲကျော်မိဖုရားနမတော်မေနုရဲ့ဆွေမျိုးမိဘတွေရဲ့ရွာလေပြေးရွှေပိုနယ်ထဲမှာပဲရှိတဲ့ဗျာနမဲကတော့ဖလန်ခုံနဲ့အဲ့ဒီရွာကိုလည်းကျွန်တော်မရောက်သေးဘူးအဲ့ဒီရွာမှာနမတော်မေနုရဲ့ကောင်းမှုတွေအများကြီးရှိတဲ့ ဒီရောရောက်တဲ့အခါစုံစမ်းပြီးစောင်းပါးတစ်စောင် ရေးမယ်ကြံနာပဲနောက်ပြီးတော့ကိုရွှေဖီတို့ရဲ့ချက်မြုပ်ရမြေဓူးကလည်းကြီးရွှေဘူစီရင်စုမှာပဲရှိသည်ဗျကံဘလူရဲ့အနောက်ဆူဆူစေမိုင်အကွာလောက်မှာတည်ရှိသည်ဗျမြေဓူးမြို့ဟာကိုရွှေဖီလက်ထက်မှာကျော်တာမဟုတ်ဘူးဗျရှေးအထက်ထက်ကကျော်လာခဲ့တဲ့မြို့ပေါ့မြေဓူးမြို့စားရင်းလည်းတော်တော်များခဲ့တယ်မဟုတ်ဘူးလားဗျအခုတော့မြေဓူးမြို့မှာမြို့ရိုးဟောင်းနေရှိသေးတယ် မြေတို့မှာမြန်မာမွတ်စလင်တွေလည်းအင်မတန်များသဗျ။အဲ့ဒီမြေတို့ကိုလည်းတစ်ခါမှမရောက်ရသေးဘူး။ဝစ်လုံတော်ရရှိနေမစ္စတာကီရီစင်းစီမှာမြေတို့ရာဇဝင်တစ်စောင်ရှိရပြောတယ်။အားတဲ့အခါငှားဖက်ပါရဲ့လို့ပြောရှာပါရဲ့။အားကိုမအားတာနဲ့ငှားမဖက်ရသေးဘူးဗျ။မြေတို့ကြောင့်ရင်းမယ်ဆိုရင်လေစောင်းပါတစ်စောင်ရမှာပဲလေ။အခုတော့ဖြင့်မြေတို့ရာဇဝင်ကိုဖက်ဖို့ကလည်းအချိန်မရသေး။မြေတို့ကိုလည်းမရောက်သေးတော့။ ဒီလိုပဲရှိသေးတဲ့ဗောဗျာဟုတ်လားမြို့ရွာအเจ้าကိုကြီးရင်းနိုင်တာမဟုတ်ဘူးအဝေးရောက်မင်းဦးအောင်ကြီးအเจ้าကို ရေးမလားတီးလုံးစရာတော့အเจ้าကိုရေးမလားမဟာဝိတ္တဒါယုံဆရာတော်ကြီးအเจ้าကိုရေးမလားလဝဲတုံတရာအမတ်ကြီးတွေအเจ้าရေးမလားအဲ့ဒီဆရာတော်ကြီးတွေအမတ်ကြီးတွေဟာအားလုံးပြည်ရွှေဘုံနယ်သားတွေပေါ့အဝေးရောက်မင်းရတော့ဖြင့်အခုထက်ထိရှိသေးတယ်အသက်85နှစ်ရှိပြီ သူရေးတဲ့မဲစာတောင်ချင်းနီးကအင်မတန်ကောက်ပြက်ပြက်သားသားလည်းရှိယူဆပုံနဲ့အင်မတန်နေရာကျကျွန်တော်ဖြစ်အင်မတန်သဘောကျတာပဲလွန်ခဲ့တဲ့သတင်းကျလာ ရုံးပိတ်ရတုံးကအင်ကိုဖိတ်ပြီးစာအကြောင်းပေအကြောင်းတွေကိုမေးမြန်းကြည့်တယ်အင်မတန်ပြီးတကအိုးကြီးပဲသူနှုတ်တဲ့ရထားတဲ့စာတွေဟာလည်းအင်မတန်မြတ်တဗျခမရအသက်ကြီးတော့စကားကြကြမပြောနိုင်ရှာဘူးတဏှာကြီးလောက်ပြောလိုက်တယ်ဆိုရင် မော့လာတော့တယ် အဖူးကြီးဟာသူတကောအင်မတန်တက်သည့်စီခြင်းနဲ့စန္ဒရှိသည်ဗျာကျွန်တော်နဲ့စကားတနာရီလောက်ပြောလိုက်ကြရမှာဥပုံညာအကြောင်းလဲရောက်ရင်းခုံတိုင်းအရေးတော်ပုံအကြောင်းလဲရောက်မြမမြင့်လက်ထက်ကအမှုထမ်းပုံအကြောင်းလဲရောက်မဲစာတောင်ကြီးအကြောင်းလဲရောက်အင်မတန်မှတ်စရာကောင်းတဲ့စကားတွေပါပဲဒီပုံကိုကြီးကိုဖိတ်ပြီးခဏခဏစကားပြောချင်မှရဲ့အားလက်ခွင့်ကမရဘူးစိတ်ပြက်စရာဘလောက်ကောင်း ဒီလိုပုံကိုကြီးတူဦးနဲ့လာပြီးကြုံကြိုက်ပါလျက်သူ့ဘဟုတုတတာတွေကိုခက်များများကလေးမရလိုက်ရင်ဘယ်ကောင်းတော့မှာတော့အင်မတန်သဘောကောင်းတဲ့ပုံကိုကြီးပဲဗျာမင်းတို့မင်းနဲ့တီပေါ်မင်းနှစ်ပါးစလုံးရဲ့လက်ထက်မှာအမှုတော်ထမ်းလာခဲ့တဲ့ပုံကိုကြီးမို့သူ့ရဲ့ကိုတွေ့အကြောင်းအရာတွေကိုကြားရတာနားညင်းနိုင်ပါဦးဗျာဒီပုံကိုကြီးအကြောင်းရေးမယ်ဆိုရင်လေစောင်းပါးတစ်စောင်းကောင်းကောင်းရရဲ့ လို့ပဲမယ်အားလက်ခွင့်ရကောင်းကောင်းမရတာနဲ့မရင်းနိုင်ဘူး။ကိုင်းဗျာကျွန်တော်သာအချိန်လုံးလုံးလောက်လောက်ရမယ်ဆိုရင် စောင်းပါးရဲ့ရေးလုံးလို့ကဏ္ဍလောကမှာထဲစီရတော့နေရာရှိမှာမဟုတ်ဘူး။တခါတခါများအလောက်ကထွက်ပြီးစာရေးစရာလှုပ်ရှားမယ်စိတ်ကူးမိတယ်။ထမင်းငတ်မှာမြင်ရောင်လုံးလို့အသာငြိမ်နေတပ။လွန်ခဲ့တဲ့အမျိုးသားနေရာတော့ဖြီးရွှေဖို့သခင်ကိုယ်တော်မိုင်းနဲ့သခင်တပ်ဖုံးကြီးတို့ရောက်လာကြသေးတယ်။ တဖုံးကြီးတော့ကျွန်တော်စီကိုအလဲရောက်သေးတယ်။စာပေအကြောင်းစာအုပ်အကြောင်းမိတ်ဆွေဟောင်းနေအကြောင်းဆွေးနွေးလိုက်ကြတာ။တပြိုတပါးကြီးပါဗျာ။ "तू ကတော့အလုတ်ထွက်ပြီးစာရင်းစရာလှူစားဖို့တိုက်တွန်းနေတယ်။"ကျွန်တော်ကအလုတ်ထွက်ပြီးစာရင်းစရာဘဝနဲ့အသက်မွေးခြင်းမယေ။ထမင်းငတ်မှာစိုးတယ်လို့ပြောတော့တဖုံးကြီးကိုရင်သိမ့်ဖေရပြုံးရှာတယ်။ပြုံးခြင်းလည်းပြုံးမတက်နိုင်ဘူးဗျာ။"သူတို့လိုတတ္တိယမကောင်းမှုဟာကို ရွှေပြည်စိုးခေါ်မိုးနဲ့ကြီးကလည်းအခုထပ်တိုင်းပြည်ရွှေဘုံမှာပဲရှိသေးတယ်။ဘာကြံထုတ်နေတယ်မပြောတတ်ပါဘူး။ဒီလကုံရင်မိုးနဲ့ဘဝကိုစွန့်ပြီးတော့မဂဇင်းတိုက်ကိုပဲထောင်းတော့မလို့လို့မလို့လို့တွေကများရတကူ။အိမ်ကိုတော့မကြမကြရောက်တယ်။မိတ်ဆွေဟောင်းနေအကြောင်းကိုပြောပြီးဟားကြတာများတဲ့ဗျ။ဒီလူလေးကြောက်မှာတော့ဒုတိယခုံလူခဲ့တဲ့သူပေါ့မင်းသူဝုံဆိုတဲ့ငနေရလဲမညှက်လှဘူးတဲ့ထထမင်းသူဝုံဆိုမှာ ူစီကစာရသေးလားကျွန်တော်သူစီကစာမရတာကြားလေးပြီလေးလရာသီလောက်ရှိရောမယ်ကိုစော်ကြီးကတော့အနောက်နိုင်ငံသူရောင်တော့မှမျောနေပြီထင်တာပဲဗျဖွားဟဲ့လွဲပါစီဖဲပါစီသူအနောက်နိုင်ငံရောက်မှသူစီကစာတစောင်းမှမရသေးဘူးဗျကိုင်ကောင်းသေးရဲ့လားတနည်းညိုမြစီကစာတစောင်းရလေရဲ့သူစာအစိုးကယခုအခါညိုမြသည်စိတ်ချပဲလို့ကိုစားလျက် ရှစ်နှစ်ခါဘိလက်တို့တွားရမည်အရေးကိုမျှော်တွေးကမိမ့်မလိုချင်နေပါဤတဲ့တာဓုဗျာတာဓုဒီညာသားအင်းရကြောင်းဆောင်ခဏခဏတွားပြီးရစ်တယ်ထင်တာပဲဟိုကျော်ဝင်းကြီးစီကစာမှာလဲမိမ့်မယူချင်တဲ့အရေးအငွေတွေးပါတဗျသူစားအစိုးရတော့နတ်သားများစုတေကနီးမှာလက်ကလေးကချွေးယိုတဲ့အတိတ်နမိတ်တွေက ပြသလိုသူမှလည်းလူပြိုကြီးဘဝကစုတေကနီးလို့အတိတ်နမိတ်အရေးအယောင်နီ ေါ်နေတဲ့ဆူကိုอืมဒီလူပြိုကြီးဆိုတဲ့ငနေတွေကစောင်းဥပေါက်လာဗလားဆိုရင် စကားပြောမမှန်ကြတော့စောင်းကုံလို့ຫນွေပေါက်လာပြန်တော့လဲကောင်းသွားပြန်ပါယောဟိုຫນွေဆိုးဆိုတဲ့လူစီကတော့ဘာမှမကြားရဘူးအင်မတန်ငြိမ်ချက်သာကောင်းနေတယ်သူစကားနဲ့သူပြန်မိနေလို့မတုံမလှုပ်နေတာနဲ့တူတယ်သူနဲ့တွေ့ရင်ပြောလိုက်စမ်းပါဗျာကျွန်တော်မင်းနေတယ်လို့စားတော်တော်ရှည်သွားပြီပြော ရုံးအလုတ်အကျွေးတွေကိုဆက်လိုက်ပြရစီအောင်ချမ်းသာပါစီဗျာမောင်လူအေးခန္ဓာလောက အတွဲ24အမှတ်168ကိုဖန်အပေါင်းဖေ1939ခုနှစ်ဖြစ်ပါတယ်ရှင်